မင်္ဂလာပါရှင် အခုဖတ်ပြမှာကတော့စာရေးဆရာမကြီးဝင်းဝင်းမြန်နဲ့တော့ရှိရေးသားထားတယ်ဝုံမုံခြေတန်းဆိုတဲ့ဝိတုစာအုပ်ကလေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်ဝုံမုံခြေတန်းအပိုင်းလေးမိတော်သည်ဒီအသက်ရွယ်သူရောက်သည်တည်း ဘယ်မိမကိုများမိမိအမေဟုမခေါ်ဘူးပဲအလွန်ချောမောလာပါတော့ဓပုံကိုကြည့်၍သာမိမိဆိုတာသူပါပဲဟုရင်ထဲကသိနာလေခဲ့သည်မိတော်ဤမိမိသည်မိတော်ကိုမွေးပြပြခြင်းအသက်ဆုံးပါသွားခဲ့လေသည်ထို့အချိန်တုန်းကဖေဖေသည်အီယာဝတီတိုင်းကမြို့ကလေးတစ်မြို့မှာတာဝန်ထမ်းဆောင်နေရသည်ဖို့ဖို့ဆုံးပြီးကစားမို့ဘဘနဲ့ဒေါ်လေးဖြူကလည်းစိတ်ပြေလက်ပြောက်သဘောနဲ့အလေရောက်နေကြတော့အချိန်လေးဖြစ်သည် မမေမွေးကန်နီမိုမပြန်ဖြစ်ကြပဲစောင့်နေကြစင်မှာမမေကမမျော်လင့်မဲဖြစ်ကနေဆုံးသွားခဲ့သည်ဒေါ်လေးဖြူနေပေါ်ပါတို့သည်ဇာတိဖြစ်သောမန္တလေးတို့ထိုးချင်းကလေးကပြန်ရန်အခွင့်အရေးအနှွန်နဲ့ပါသွားခဲ့သည်ဒေါ်လေးဖြူအတွက်လည်းကန်ဆူးမှုမောင်တွေအထက်လိုက်ကြီးကြလာခဲ့သလိုပါပဲဆယ်ရန်စာမီပွဲကို၃နှစ်ဆက်တိုက်ဖြီး၍မအောင်မြင်ခဲ့သောအချိန်ဒီမှာစာမီပွဲကိုလုံးဝမဖြေနိုင်တော့သည့်အထိမိတော့ဘဝတွေမှာမြုံနှံခဲ့ရသည် မိတော်၏အဖေနှင့်အမေမှာဖောက်ပွားနှင့်ဒေါ်လေးဖြူတာဖြစ်သည်ဟုပြောလင်ရနိုင်သည်ဖေဖေသည်မိမိဆုံးပါပြီးကလေးကငင်းငိုင်ငိတ်သက်စွာပင်ဖျားတရားပန်း၌အထူးအာတန်ခဲ့သည်နောက်ပြီးအလौတော်ဝင်မှသာအချိန်ပြင်းနေလေရှိသည်အိမ်အရေးကိစ္စအလုံးကိုဖောက်ပွားကဦးဆောင်စီမံလျက်ဒေါ်လေးဖြူကမိတော်ကို ပြုစုဆောင်ရှောက်ရင်းအိမ်မကိစ္စများကိုတာဝန်ယူသည် ဖေဖေကတော့မိတော့ဘဝမှာအလွန်ထူးဆန်းစွာကြုံတွေ့ရသောယောက်ျားတစ်ယောက်ဖြစ်သည် သူချစ်ခဲ့သောမိမအပေါ်မှာအလွန်အစ်စာကြည့်ခဲ့တာဖေဖေအချစ်ဖေဖေမြတ်တာဖေဖေဤတစ္ဆာတရားကိုမိမိသည်တမလွန်ပွားမှနေ၍ခြေနဲ့နေလိမ့်မည်ထင်ပါသည်မိမိသည်ဖေဖေချစ်၍ယူခဲ့သောမိမဖြစ်သည်ဖေဖေဤအလုပ်ဖြင့်ကျိုင်းတုံဘက်ကို ပြောင်းရွှေ့ရင်းဖူးစာဆောင်ခဲ့ကြသည်မိမိကရှမ်းသွေးဆက်၍အသားရေလာပါချုံဝေးပြီးယူသားတိမ်ဝေးသည်အတန်းပညာတိမ်မတက်လာတော့လဲ အိမ်အောင်ရှင်မကောင်ပြီးသားစွာဖြင့်ဖိဖိကိုယူတည်ကျွန်းနှံစွာချစ်ခဲ့တဲ့မိမိကဖိဖိထက်အသက်9နှစ်ခန့်ခဲ့သည်ဟုဒေါ်လေးဖြူကပြောပြသည်ဖဖကတော့မိမိကိုတိတ်မကြည့်ပြူခဲ့ပါဖဖသည် သူ့စိတ်တိုင်းကြသောမိန်းကလေးတယောက်ဖိဖိအတွက်ရှာထားပြီးဖြစ်သည်ဖိဖိကဖဖရှာထားသောအမျိုးသမီးကိုမနစ်သက်ဖဖကသူ့လောက်လျင်ဘာမှမစိုးအောင်မြင်ရမည်ဟုသောစိတ်ထားတိုင်းဖိဖိနောက်သို့ချွေးမလောင်နှင့်အတူလိုက်တော့ခါ ဖေဖေဒီမိမိကိုအမြန်ဆန်းလက်ထပ်ပေးခဲ့ပြီတဲ့ဘဝကဖေဖေကိုစိတ်ဆိုးစိတ်ကောက်ပြီးပြန်လာခဲ့ကဖေဖေတို့မြေပြန်ကိုပြောင်းရွှေ့လာခဲ့ကြပြီးစိတ်ရှည်လက်ရှည်ချော်တော့မှစိတ်ပြေသွားသည်ဟုဒေါ်လေးဖြူကပြောပြသည်နောက်တော့လေလူကြီးကိုယူသေးကိုင်းဆိုင်တတ်သောတိမ်မွေယူသားစွာဖြင့်အေးစေသောအိမ်မူကိစ္စတွေကိုမပြင်းမရီလုပ်လေရှိသောမိမိကိုဘဝကလည်းချစ်မြတ်လို့သွားခဲ့လေသည်ဒေါ်လေးဖြူအတွက်ကတော့မိမိကိုရောင်မတော်ရခြင်းသည် အမတယောက်ကောက်ရတယ်လို့ပဲမိမိကအဝတ်စားနဲ့လက်ဝတ်တန်းစားများကို သူ့ကိုယ်တိုင်မဝတ်ဘဲတော်လေးဖြူကိုယ်သာညွန့်နေအောင်ဆင်၍အရေးတကြီးကြီးနေခဲ့တာတဲ့မိမိက သမီးလေးတိတ်လို့ကျင်တာပဲဟုခဏခဏညှိထွားခဲ့တာတဲ့မိမိမှာနှလုံးရောဂါရှိ၍ကလေးမိဝင်ဆရာဝန်များတားသေးကြကပင် သမီးလေးလိုချင်လုံးလို့ဟုဆိုကမိတော့ကိုအတန်နေရင်၍မွေးသွားခဲလေသည်မိတော့ကြောင့်တော်လေးဖြူပြိုကြီးဖြစ်ရတာမိတော့တိတ်အားနာတာပဲဟုပြောလျင် ဒေါ်လေးဖြူကအဟုတ်တကယ်ပင်စိတ်ဆိုးသည်မိတော့ကိုဝမ်းနဲ့မလွယ်ပဲလူလားမြောင်အောင်မွေးခွင့်ရတာမမနိုင်ရဲ့ကျေးဇူးကိုဆက်နေရတယ်လို့ပဲဟုဒေါ်လေးဖြူကကြည်ကြည်နက်နက်ပြောသည်မိတော့လေဒေါ်လေးဖြူရဲ့အရေးအာမပင် လူလားမြောက်ခဲ့ရသည်ဖေဖေကတော့ယူသားအေးစေးသူပြီးသားစွာပင်စကားအလွန်နဲ့ပြီးအိမ်အရေးကိစ္စများကိုရော့ရော့ရှက်ရှက်ပါဝင်လေးမရှိပေနောက်ပြီးမိတော်နဲ့ဖေဖေသည်မိတော်၅နှစ်သမီးလောက်ကလေးကနှစ်နှစ်ခန့်အနေဝေခဲ့ရသေးသည် ဲ့ဒါကတော့ဖိုးဖွားဤပြောကမကင်ပါဖိုးဖွားကဖေဖေကိုအေးအေးဆေးဆေးထုံထုံထိုင်ထိုင်ကြည့်နေတာမကြိုက်အရွယ်ကောင်းချိန်မှာမိသားစုဖြင့်ဖြက်လက်သွက်လက်စားပျော်ရှင်စေခြင်းသည်ထို့ကြောင့်အမျိုးသမီးတစ်ယောက်နဲ့ပေးစားရန်ကြိုးစားပြန်သည်ထိုချင်းကဖေဖေလုပ်ငန်းမှာလဲနိုင်ငံရဲ့ခြားသူပညာသင်သွားရန်အခွင့်အရေးပေါ်နေခြင်းဖြစ်၏ဖေဖေကဒေါ်လေးဖြူနဲ့တိုင်ပင်ကနိုင်ငံခြားသူထွက်သွားတော့သည်ညညာတင်ပြီးပြန်လာတော့အခါမှာတော့ဖေဖေကဖေါ်ဖေါ်ကိုပြက်သားစွာပြော၍ သူ့လုပ်ငန်းမှာသာဘွားကိုမြုံနှမ်းလိုက်တော့သည်မိတော့ဘွားမှာစကားတွေကအမိမေခဲ့၏အချိန်နှင့်အကြောင်းကြောင့်ဖခင်ဤမြေတာကိုလည်းမေမေရရမရနိုင်ခဲ့သူရရင်မိတော့ဘွားမှာဝမ်းနဲ့အားငယ်ရင်မလို့အပ်ဖဲလူသည်များအလုံးပြည့်ပြည့်စုံစုံရခဲ့သည်ဟုပြောနိုင်၏စင်စားကြည့်လိုက်တိုင်းအံ့ဩစရာကောင်းလွန်စွာပင်အဖေကိုလည်းတရွေမငူခဲ့ရအမေကိုလည်းတရွေမငူခဲ့ရအဖေအမေပြည့်စုံသောတငယ်ချင်းများကိုကြည့်၍လည်းမနာလိုမဖြစ်မီအကြစိတ်ပင်မဝင်ခဲ့ဘူးပဲ ဒါလည်းဘွားဘွားနဲ့ဒေါ်လေးဖြူတို့၏ပြေဝသောမြတ်တာတရားနှင့်ဖေဖေ၏တစ္ဆာတရားကြောင့်ပဲဖြစ်မည်ဟုမေတော်ကယူဆမိ၏ဖေဖေသည်မေတော်ကိုချော့မြူကလူကြီးစေမှုများမပြုတတ်ရှာပေမဲ့မေတော်၏စိတ်မှာမနာလိုဝင်တုံမှုတွေမဖြစ်အောင်အစားထိုးမိသားစုကိုမရှာဖွေကြောင်းမေတော်တွေးနိုင်သည်ဖေဖေသည်မေတော်နှင့်ဘလောက်ဝေးသည့်နေရာမှာပဲရှိရှိမေတော်ကိုပဲဆွေမြေစွာချစ်နေမှာကိုမေတော်စိတ်ချလက်ချယုံစားနိုင်ခဲ့၏ဘလောက်ဝေးသည့်ခီးကဖြစ်ဖြစ် တလတကာလူကြုံရှာ၍စားစရာတွေအဝတ်အထည်တွေမုံဘိုးတွေအယုတ်ကလေးတွေကို ပို့ပေးခဲ့၏ဖေဖေက စကားထွေထွေတူတူမပြောလာတော့လဲမိတော့ကိုရုပ်ပိုင်းဆိုင်ရာပစ္စည်းပစ္စည်းများကိုလည်းပူရှံစွာဖြည့်ဆည်းပေးခဲ့သည်ဒေါ်လေးဖြူသည်မိတော့ကเจ้าမကလေးများနဲ့တာပေတူနဲ့ပတ်သက်၍စိတ်လှုပ်ရှားပူပန်ရပြီဆိုလျင်ငါသမီးစားတဲ့ကြီးကတော့ရင်မောင်းကောင်းနေပြီဟေးဟုစားသည်ဒေါ်လေးဖြူကိုယ်တိုင်က မိတော့ပုံမှာရင်မောင်းကောင်းသောစားတဲ့ဖြစ်ခဲ့တာကိုတော့ဘယ်တော့ခါမှမန်ဝစ်စကားမဆိုခဲ့ဘူးပဲမိတော့ကလေးတွေပုံမှာဆိတ်ရှိတာကျင်နာတတ်တာကောင်းမွန်သွားအောင်ပြုပြင်ကျင်နာကလည်းဒေါ်လေးဖြူဤလက်ကြလက်နာများသာဖြစ်သည်စားတဲ့နေရာသွားတဲ့နေရာပြောဆိုဆက်ဆံတာကအစားတိမ်မွေရင်ကျေးပြီးပြည်ရည်တည့်ရက်နေတာအလုံးဒီလေဒေါ်လေးဖြူနဲ့တပုံစံနဲ့ပင်မိတော်ဤအတူယူပွဲပဝင်းကျင်ကောင်းကိုဖန်တီးပေးသူမှာဒေါ်လေးဖြူသာဖြစ်သည် ညနာစပင်ကိုလှလှပပပြင်ချင်တာကအစအဝတ်စားကိုကိုနဲ့လိုက်ဖက်ညောင်ဝစ်စင်တာအဆုံးဒေါ်လေးဖြူဤချေရကိုမေတော်နင်းနိုင်တယ်ဟုဖဖကစိတ်ကြည်နေတဲ့အခါမျိုးတွင်ချီချူစကားဆိုခဲ့သည်မေတော်ဘွားကိုပြန်တွေ့ကြတိုင်းချင်းနှက်စရာအကောင်းဆုံးတစ်ခုကတော့လွတ်လပ်ပျော်ရွှင်စွာဖြင့်စိုးရိမ်ကြောင်ကြကင်ကင်နေထိုင်ခွင့်ရခဲ့ခြင်းပဲဖဖနဲ့ဖေဖေသည်မေတော်ကိုပေတော့ခါကမှဟဲ့ဟင်းနဲ့မဟန်တားခဲ့ဘူးဝေငငယ်တုန်းကစားချက်တာအစား ။ဆူအတင်းစီခိုင်းတာမျိုးကိုမလုပ်ခဲ့ကြ။အတန်းထဲမှာစတော်နေရမယ်။အမြဲနံပါတ်၄ရနေရမယ်ဟုလဲဘယ်တော့မှမတိုက်တွန်း။အစင်တွေကြသားရကောင်းလားဟုလဲအပြစ်မတင်။ဒါလဲမီတော်ကိုရိုင်းကကိုစိတ်နဲ့ကိုစူးစားလို့ရေးစူးစားခဲ့ခြင်းကြောင့်ပြောစရာမလိုရေးမပြောခဲ့ကြသည်လားတော့မသိနိုင်ပါ။စိတ်အေးချမ်းသာစွာဖြင့်လောဘငြိမ်းစွာစတင်ခွင့်ရခဲ့တာကတော့တွေးမိတိုင်းပြောခဲ့ရသေးသည်။ပေါ်ပေါ်ကမိတော့စာကြီးစပွဲမှာမြစ်တာတုံမြန်မာပြန်နေမှာစာပိုက်ကလေးတစ်ပိုက်ကို ကိုယ်တိုင်ကူး၍ကတ်ထားပြီးသည်ဉာဏ်ဤသောနိဗ္ဗာန်သို့ဉာဏ်ဖြင့်တက်ဝင်၍နေထိုင်သော အကျိုးစီးပွား၌လိမ္မာတော်သူသည်ဤသို့ဆိုလက်တန်သောအခြင်းတို့ကိုပြုအပ်၏၁ကျင့်ဆွမ်းနိုင်ရမည်၂ကိုနှုတ်ဖြောင့်မတ်ရမည်၃စိတ်နေစိတ်ထားကောင်းစွာတည်ကြည်ရမည်၄စွတ်ဆုံးမလွယ်ရမည်၅စိတ်ထားနှူးညံ့သိမ်မှုရမည်6လွန်ခဲ့တဲ့ကြွသောမမနာမထားရတဲ့ ဖွားဖွား၏ပေါမမကောင်းအိလျက်ဖွားဖွားကအချက်တစ်ချက်စဉ်ကိုပုံမြင်ကလေးများနဲ့စိတ်ရှည်လက်ရှိရှင်းပြခဲ့တာတွေကိုလည်းပြန်တွေးကြည့်မိတိုင်းလွမ်းမောပီတိဖြစ်ရ၏ထို့ကြောင့်မင်းရေခဲတော့သည်မိတော့ဘုအစဉ်အမြဲတတိပေးနေရသည်မိတော့ဘုကမှလိန်ညာစရာမလို့တောင်းတစရာမလို့ခဲ့သောအခါမိတော့ဤပဝင်ခြင်းမှာတွေ့ရသောတီလာမဆောင်ထင်းသည့်အဖြစ်အပျက်များအတွက်မိတော့ကအထင်အကိုကင်းမဲ့စွာရှုံချတတ်လေသည် အထူးသဖြင့် เจ้ามาสีกันเนมณีญุหมู่များကိုတွေ့ရရင်မိတော်ကအာမနာတန်းရှုံချလေးရှိကျိုးចောင်းစင်ချင်းမတွေ့မှုတွေအတွက်ရေခဲတုံးကမိတော်ကိုလမ်းပြပေးခဲ့သည်မိတော်နင်းเจ้าတော့ကြတဲ့ဆ iam မတွေကိုသိပြီးနှာခေါင်းရှုံနေနေသူတို့ကနင့်လို့တလန်းနလန်းလျှောက်ပြီးရောက်လာတာမဟုတ်ဘူးဟိုးဝေးကြီးကစပိန်နဲ့လာရတာတချို့ကလိုင်းကားစီလာရတာနောက်ပြီးအင်းရဲ့ချေးရေးပြုတ်ရေးတားရေးသမီးတွေရာရှိသေးတယ်မိတော်ကလည်းဟဲ့ဟိုးနေရာဈေးဝေးမှာပေါ်တင်ပြောလိုက်တာတိတ်အာနာစရာကောင်းတာပဲ ကလေးစီကလက်ဆောင်မမြုပ်ဘူးကလေးမိဘရောင်းတဲ့ဆိုင်မှာဈေးမဝယ်ဘူးကလေးမိဘဖွင့်တဲ့လက်ပြေဆိုင်မှာရင်းနှွေးအဝယ်မခံဘူးဆိုတာလေအိုးဘာဖြစ်လဲမှန်တာပြောတာပဲသူတို့ကငါ့ကိုကြားတော့ပြော့တလေးညံတလေးပြောတာ ਉਹ ငါကောင်းတာလုပ်နေတာသူတို့မမြင်ဘူးလားအမှန်ဆိုသူတို့ကငါ့ကိုအားပေးရမှာအထုယူရမှာဟုတ်ပါတယ်နင့်ကိုမမှန်ဘူးလို့ငါမပြောပါဘူးနင်းတော်ပေမဲ့သူတို့ကနင့်လိုဖြောင်းပြေးသွားတော့မလိုက်နိုင်ဘူးဟဲ့သူတို့မှာကလေးတွေထက်စိတ်ရှိစရာပူပန်စရာတွေအများကြီးရှိနေကြသေးတယ်ဥပမာဟဲ့ နေ့မှဝန်ထမ်းဆန်ကိစ္စလက်မကြည့်ရပဲနေနိုင်တယ်။ဘလောက်စင်းနဲ့ရရရောင်းပြလိုက်လို့ရတယ်။အဲ့ဒီငွေကနေ့အတွက်လာစင်ရတဲ့အပေါ်မမှုကိုထမင်းစိမ်မှမဟုတ်ပဲ။ငါနဲ့တခြားဆရာမတွေကတော့ဆန်ကောင်းကောင်းမကောင်းကောင်းထုတ်ရမှာပဲ။တင်ရမှာပဲ။မတဲလို့ရောင်းလဲဈေးကောင်းရအောင်ဆက်ရမှာပဲ။ဒါကငါတို့အတွက်ထမင်းအိုးရဲဝင်မဲ့ကိစ္စလေ။ဘဝတစ်ခုမှအေးအေးချမ်းချမ်းနေရတဲ့လူကစိတ်ရှင်နိုင်နေမိတော့ရဲ့။ဟမ်ဒီလိုသာကို့ဘဝအမောနဲ့ကိုမကလေးတွေကိုစိတ်မရှိနိုင်ဘူးဆိုရင် ဒီကလေးတွေကငါတို့ဆင်လောက်မှရောက်လာနိုင်မှာတော့မလားရောက်ချင်မှရောက်မှာပေါ့အဲ့လိုအတွေ့မျိုးတို့ဘောဘွားရဲ့လက်ထက်တွေကတွေ့ခဲ့ကြမှာပဲအခြေအနေတွေကတစ်ချိန်နဲ့ချိန်တူမှမတူတော့တာမတူတာကတော့အကုန်လုံးပေါ့ဘောဘွားတို့ခေတ်ကငွေတစ်ကျပ်နဲ့လည်းမတူနိုင်ဘူးဘောဘွားတို့ခေတ်ကတပည့်နဲ့အဖေတို့ခေတ်ကတပည့်နဲ့ငါတို့တင်နေရတဲ့တပည့်တွေနဲ့လည်းမတူနိုင်ဘူးစိတ်အရာတော့ဟိုခေတ်ကမြန်မာကြီးတွေဝမ်းမိနိုင်ကြတော့ဘူးထင်ပါရဲ့ဟဲ့ရုပ်ပိုင်းဆိုင်ရာတူတက်မှုတွေကတော့အားကောင်းလာတယ်ရေခဲတော့ရဲ့ ဟိုးရောင်ကမရှိခဲ့ဘူးတာတွေအခုအကုန်ရှိတယ်။နောက်လည်းဒီထက်ပိုပြီးတိုးတက်နေအောင်ပါပဲ။ဒါပေမဲ့အဲ့ဒီဟာတွေကငါတို့ကိုအစိတ်ပိုင်းတစ်ခုလောက်သာပဲဖြည့်ဆွမ်းနိုင်မှာ။ငါလေးနဲ့ထားချင်တာကလူရဲ့စိတ်ပဲ။အေးလေလူရဲ့စိတ်ကအရေးကြီးတာမှန်တယ်။စိတ်ဆိုတာလည်းရုပ်ပုံမှာမှီတည်ကြတာပဲ။ဥပမာဟာအရင်ဆင်းရဲတဲ့ဆရာမတရားကကျောင်းမှာစာသင်ရင်အခြားလုပ်တစ်ခုလည်းအပြင်မှာလုပ်ရသေးတယ်ဆိုပါတော့သူ့မှာအချိန်လုပြီးပြေးလွှားနေရမယ်။တောက်ကရည်များနေမယ်ဆိုရင်နေ့လောက်ကလေးတွေပေါ်မှာတာဝန်ကျင်နိုင်မလား။ နင့်လိုចောင်းလုပ်တွေကိုတဲကြီးမဲကြီးလုပ်နိုင်လားတာဝန်မကြီးတဲ့ဆရာမဘာကထွက်ချနေတာမဟုတ်ဘူးနော်နင်းစာနာတတ်အောင်ငါပြောပြတာပါတဖြည်းဖြည်းနဲ့မေတော်လဲចောင်းမဆရာမများပေါ်နားလေစာပြူလာသည်ဘဝမောကိုစာနာနားလေပေးနိုင်တော့လဲသူတို့ဤအတင်းပြင်းများအပေါ်မှာကျေလည်မှုမရှိနိုင်သေးပြီကိုအကူပေါ်ရမီယာထားပါတော့တော်လေးပြူရဲ့သူများကိုထပ်တာပြီးတိကျပြတာကောင်းကောင်းအလုံးလုံးတာကိုရှေရှားပူပူကြည့်ရတာတော့တမိခွန့်လုံးလုံးမရပါဘူး မီတော်ကဒေါ်လေးဖြူကိုတိုင်တရပြန်သည်လုပ်ငန်းခွင်၏ရှုပ်ထွေးမှုများကိုလည်းမီတော်ကအိမ်သို့တင်လာလေးရှိသည်တမီးရေလောကကြီးဆိုတာကကိုယ့်ထက်သားလုံးနေတဲ့လူကိုချီးကျူးတာနဲ့နောက်ွယ်မှာမနာလိုတာလေးတွေကတော့ကပ်ပါရစမြဲပဲအဲ့ဒီတဘာဝကိုလည်းလွန်ဆန်နိုင်ရမယ်သဘောထားကြည့်ရဲဆိုတာထုမြတ်တဲ့ဂုဏ်တစ်ခုရှိနေတာမို့တယုံတယုံတော့ဘယ်သူမှသဘောထားမကြည့်နိုင်ဘူးပေါ့အားလုံးအဆင်ပြေစေခြင်းကိုယ့်ဘက်ကရှော့တန်တလောက်ရှော့ရမယ် နားလေတန်းတာနားလေရမယ်ဒီထက်ပိုကောင်းခြင်းဒီထက်ပိုပြီးရင်ကြံအောင်စူးစမ်းရလိမ့်မယ်မိတော်လေလူများ၏ရင်ထဲသေးတဲ့ကိုအလဲပတ်သွားကြည့်သည်ကျေပြန်းလာတော့လူလောကကြီးထဲမှာမိတော်မသိသေးတာတွေအများကြီးရှိနေပြီးသိကျင်တာတွေလည်းအများကြီးရှိနေသည်ဟဲ့မိတော်အိမ်ညာပြိုနေသလားဟဲ့ခေါ်နေတာကြပြီထူးပေါ်မရဘူးမစားသေးဘူးလားဆက်နိုင်ခွဲနေပြီအတွေးလမ်းလျှောက်နေတာတော်တော်လေးခီးပေါက်တယ်စားကြစို့လေးလား လျက်စင်မီကိုဖွင့်၍ကြာစံကျော်ကိုပြန်တွေးသည်မိတော်ကအချင်းလုံးဖို့ချက်တော်နေကိုအကွင်းလိုက်ပြီးဆော့စ်များလောင်းထည့်ပြီးမှဟိတ်ညနေကြာစံကျော်ဆော့အချင်းနဲ့တက်မကြီးမဲ့ချင်းကန်းစောက်ကိုပုံကြိုက်ဘူးလားဟင်းချက်ပူပူလေးနဲ့လေအေးဟုတ်တယ်မကြီးမဲ့ရှိလားရှိတယ်လောက်ရအောင်မြေဦးသီးစိန်ပြင်မှာတောက်ခုလိုက်ပါလားများသွေးရှင်းတာလေး၃လေးတောင်ရှိပါတယ်ငါဟင်းချုပ်ပူပူလေးလှုပ်လိုက်အောင်မေးမိတော်သည်ဗဇက်ကလည်းပြောလက်ကလည်းတတ်တတ်လို့၍ခဏအတွင်းမှာဆိုင်းရန်အစဉ်တင်ပြင်ဆင်ပြီးသွားသည် မေးတော့တော့အရင်မေးတော့မဟုတ်တော့ဘူးနော်။ချက်ရေးပြုတ်ရေးအင်းထင်းသိမ်းရေးတွေကိုကျွမ်းအောင်လို့ညာသွေးကမေးတော့ကိုဝမ်းသာအံ့ဩချီးကျူးနေသည်။ညာသွေးကိုမေးတော့သည်တမျိုးရဲအတူနေခွင့်ရတော့လဲခဏခဏတွေ့ခွင့်မရပြီ။ညာသွေးကသူ့ဆေးရုံမှာတော့အလုံသမားအများကြီးဥက္ကဋ္ဌဖြစ်သည်။ဘယ်ကိစ္စဖြစ်ဖြစ်သူပါလျင်မပြီ။နေဂျူတီညာဂျူတီတွေကလည်းအရှုပ်သားနေမို့အကြောင်းကိစ္စရှိမှသာတငယ်ချင်းတွေဆုံးဖြစ်ကြသည်။ကိစ္စတစ်ခုခုမရှိဘဲအပြင်းပြင်းအလဲလာတာမျိုး ရှောက်လဲတာမျိုးလုပ်လို့မရှိကြပါပြီးတော့သူကလာရတယ်ငါကလာရတယ်လို့ဘရောမှသဘောမထားအရေးကြုံမှသတိရကြတာကိုလည်းပွေမယူစိတ်မဆိုးစိတ်မကောက်ကြတော့နားလည်မှုအပြေအဝါနဲ့တငငချင်းများဖြစ်ကြသည်ထို့ကြောင့်ပင်တုံးလေးလကြောင်တယောက်နဲ့တယောက်မတွေ့ဖြစ်ကြတော့အခါတရင်နောက်ကြတာလေးတွေကို တွေ့မှပင်ပြောကြရ යි ငါအချက်ပြုတ်ကျွမ်းသွားတာတင်းတင်းကျေစုပဲဘဲကတင်းတင်းလေတာဘေရူရောအမေဒေါ်ရင်တင်းနေ သူ့ကိုလူကြီးလူငယ်မြေတိမ့်တိမ့်ပဲခေါ်စားတာတိမ့်တိမ့်ကအလူတွေပါလေလက်ချက်တာလေငါနင့်ချီလာလာပြီးပို့ထားတာတိမ့်တိမ့်လက်ရတွေပေါ့ဟဲ့ဟုတ်လားငါစိတ်ထဲမှာစားကောက်နေလို့တော့ထင်မိပါတယ်ခါတိုင်းလိုဆိုင်ရမှာကြွေးရပဲထင်တာလေသူတွေစကားမှမဆက်မိကြပဲမိတော်ရေငါပြောဖို့မိမိနေတာနင်တိမ့်တိမ့်ကိုစားတော့ဆိုင်ဒီဇိုင်းနဲ့ဆက်ပေးကြည့်ပါလားသူဒီထက်ခြားခြားလေးလေးဖြစ်သွားမှာမရဘူးရေခဲတော့ရဲ့တိမ့်တိမ့်ရဲ့ဘွားကတမျိုးငါနင်တို့ကိုပြောပြပြရသေးဘူးသူ့တိတ်ခါကိုငဲလို့ဆိုပါတော့ ဒါပေမဲ့ခုတော့ပြောပြမှဖြစ်မှာငါတို့ညီမချင်းချင်းပဲဟာတစင်းကိုပြောတာမှမဟုတ်ဘဲနော်ကြားတယ်မဟုတ်လားအမလီဟဲ့ညီနန်းနေပြိုးနေပြန်ပါပြီပြောပါဒီလိုဟာတင်းတင်းလို့မိသားစုကဒီမန္တလေးမှာပဲတစ်ချိန်ကအတော်လေးနာမည်ကြီးခဲ့တဲ့စားတောက်ဆိုင်ကြီးဆိုင်ကိုပိုင်နေချမ်းလေချမ်းသာခဲ့တယ်အခုဖပြသွားတဲ့ဝီတူလီယိုနာဆင်ပြီးမြက်သက်သဘောကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်လာမယ့်အပိုင်းဆက်လေးတွေကိုလည်းဆက်လက်နာဆင်ပြီးဖို့အတွက်တောင်းဆိုပါတယ်ရှင်။ အားလုံးပဲဘေးပြရဲဝေးကွာပြီးတန်ရလှပတဲ့နေ့ရက်ကလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။နားဆင်ပေးသူတို့တို့တယောက်ချင်းစီကိုကျေးဇူးတင်ရှိပါတယ်ရှင်။ကျွန်မကတော့စာဖတ်သူဝိုင်းပါ။